ကယ်ကောင်ကြီးက gain နဲ့ဝင်လိုက်တာနဲ့ပေါ်နေတယ်ဒီလိုမျိုး hero ပုံတွေကိုဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးကိုကြိုက်တဲ့ hero ပုံကိုပြောင်းလို့ရနိုင်တယ်ဆိုတော့ ဂေါင်ကြီးကိုတိပီးသွားပြီလားမတိသေးဘူးဆိုရင်တော့ဒီမျိုးလေးကိုအစုံလေးတစ်ချက်ရှိုးလိုက်တော့ပထမဆုံးအနေနဲ့ကျွန်တော် run ရဲ့ဘေးနားက logo လေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ပြီဆိုရင်ဒါမျိုးလေးပေါ်လာလိမ့်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီဘက် down လေးမှာရှိတဲ့ season info ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်လေးခုပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ထက်အပေါ်ဆုံးစာ timeless capture လို့ခေါ်တယ်ပေါ့နော်တခုရှိတာကကျွန်တော်တို့တွေက advanced server မှာပဲရှိနေသေးတာဖြစ်ပြီးတော့ကျွန်တော်တို့ original server ကိုမကြခင်ရောက်ရှိလာမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်အဲ့ထက်ဝင်လိုက်မယ်ဆိုရင်တော့ပြင်းတဲ့အချိန်မှာ ဒါမျိုးလေးပေါ်လာမယ်အဲ့ချိန်မှာဆိုရင်တော့ဖြင့်ကျွန်တော်တို့ကိုကြိုက်တဲ့ဟီးရိုးကိုထားလို့ရမယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာဆိုရင်တော့ဖြင့်ကိုကြိုက်တဲ့ဟီးရိုးဆိုတာတည်းသူတို့ပေးထားတဲ့ဟီးရိုးတွေကိုပဲအရင်ဆုံးကျွန်တော်တို့တွေကထားလို့ရနေသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီမှာဆိုရင်ဆူယူကိုကျွန်တော်တစ်ချက်ထားပြမယ်ဒီမှာဆိုရင်ကျွန်တော် choose ဆိုတာလေးလောက်လိုက် okay အဲ bb ဆိုတာနဲ့ကျွန်တော်တစ်ချက်ပြန်ထွက်လိုက်မယ် your အဲဒါမျိုးလေးကျွန်တော်ပြောင်းသွားတယ်ပေါ့နော်ကျွန်တော်ထပ်ပြောင်းပြမယ်နောက်ထပ်တစ်ခုအမှပြန်ဝင်ပြည့်ကျ season info timeless capture အဲ့ထဲဝင်လိုက်ခဏလေးစောင်းအဲအမှပေါ်လာပြီပေါ့နော်အဲ့မှဆိုရင်ကျွန်တော်အနေနဲ့လီလာပုံပြောင်းခြင်းနဲ့ပြောင်းလိုက်မယ် choose okay အဲ switch starter fully လို့ပြပြီဆိုတာနဲ့ ကျွန်တော်ဒီမှာဆိုရင်ပြောင်းသွားပြီပဲဖြစ်ပါတယ်ဆွေးနွေးမလို့တကယ်လို့ကျွန်တော် original server ကိုရောက်လာမယ်ဆိုရင်ကတော့ကျွန်တော်ကြားထားတဲ့သတင်းတွေကအခုပြထားတဲ့ hero တွေချက်တခြား hero တွေပါလာမယ်ဥမာကြီးအလူကတ်တို့ဇီလောင်းတို့ဘာညာအဲ့လိုမျိုးပါလာမယ်လို့ကြားထားတယ်ပေါ့နော်ပါလာမယ်ဆိုရင်တော့ပုံပြီးဝမ်းတာမိမယ်ဆွေးနွေးကအခုကတော့ကျွန်တော် limit ပဲရှိသေးတယ်ပေါ့နော်ဆိုတော့ brother တို့အနေနဲ့ဒါမျိုးလေးပါလာပြီဆိုရင်ရော brother တို့အတွက်အစီအကြီးတော့လားကြိုက်လားမကြိုက်ဘူးလားဆိုတော့ comment မှာတစ်ချက်ရေးပေးခဲ့ပါခင်ဗျာဒီကလေးဒီ video လေးကိုကြိုက်တယ်ဆိုရင် video လေးကို like လေးပေးပြီး comment လေးမန်းခဲ့ဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်ကြည့်ဆွေးနွေးမို့ဒီနေ့ video ဒီကဒီနေ့အတွက်လောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့အောင်ချင်းဆောင်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲဖိုင်မန်ပါ